ကဲအားလုံးပဲမင်္ဂလာပါဗျဒီနေ့မှာတော့ကျွန်တော်ချက်ဆေးနဲ့ဆပါတင်တို့ရဲ့ပွဲပြီးတုံးတစ်ချက်ကလေးကိုကျွန်တော်နေနဲ့တင်ဆက်ပေးသွားခြင်းပါတယ်အဲ့တော့ Enzo Fernandez ရဲ့တလုံးတဲ့တော့အနိုင်ကိုနဲ့အာအနိုင်ရရှိခဲ့တဲ့ချက်ဆေးအတင်းကဒါ top 4ရဲ့ဟိုတော့ပြန်လည်ဝင်ရောက်လာခဲ့ပြီပဲဖြစ်ပါတယ် Enzo Fernandez ရဲ့အနိုင်ကိုကတိုက်စစ်မှာရုန်းကန်နေရတဲ့စပါတင်ကိုနိုင်ဖို့အတွက်တော့လုံလောက်တဲ့ဂူတကူဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့ပထမပိုင်းတစ်ပိုင်းလုံးမှဆိုရင်တော့ကျွန်တော်ချက်ဆီအတင်းကစပါတင်ကိုလုံးဝ ာပြည့်ပြည့်စုံစုံနဲ့တတတတထိန်းချုပ်ပြထားတော့ကျွန်တော်တွေ့မြင်ခဲ့ရတယ်။ဥဆောင်ဂိုးတွေတော့မရရှိခဲ့ဘူးဆိုပေမဲ့ဒါနီကိုလက်ဂျက်ဆန်ရဲ့ဂိုးဆိုလို့ရှိရင်ဂိုးရရှိဖို့အနည်းဆက်ဆုံးအနေထားကိုရရှိခဲ့ရအောင်တော့ကျွန်တော်မြင်တွေ့ခဲ့ရတယ်။ဒါပရီးမီးယားလိရဲ့ဆဆချင်းဒီပွဲရဲ့ဆဆချင်းမှာပဲနီကိုလက်ဂျက်ဆန်ရဲ့ဒါစ조사အထုတ်မှုကတိုင်ထိပ်ပြီးတော့ဘေးထွက်သွားတဲ့အတွက်ကျွန်တော်တို့ဥဆောင်ဂိုးကိုတော့ဆော်ဆော်စီစီမရရှိခဲ့ရပါဘောနော်။ပြီးတော့နောက်ထပ်တစ်လုံးအနေနဲ့ကျွန်တော်တို့ဒီတောင်ပန်ကနေပြီးတော့ဖြတ်တင်ပွဲရိုက်ပို့ပလေးတာကကျွန်တော် Jordan Sancho ရဲ့ဒီခြေောက်ထဲကိုရောက်သွား ခဲ့ပြီးတော့ဒါအပိုင်အခွင့်အရေးတလုံးရရှိခဲ့တယ်ဂျိုဒန်ဆန်ချိုလည်းကျွန်တော်တို့ဟိုကန်တွင်းမှုကောင်းခဲ့ပြီမဲ့လေကျွန်တော်စပါတင်ကိုရိုမာပီကာရီယိုကပုတ်ထုတ်ခဲ့တာကြောင့်ကျွန်တော်ဂိုဘာလန်ဘောကကြော်သွားခဲ့ပြီးတော့ချက်စီတင်ဥဆောင်ကိုရရှိမဲ့အခွင့်အရေးတစ်ခုကိုလက်လွတ်ဆုံးရှုံးခဲ့ရပြန်တယ်လို့ပြောလို့ရရပါတော့ဒီကိုဆိုလို့ရှိရင်ကျွန်တော်တော်တော်ကြီးကိုကောင်းတဲ့ကန်ချက်ပဲဒီဘက်ကဟိုကန်ဂျော်ဒန်ဆန်ချိုရဲ့ကန်ချက်ကတော်တော်ကြီးကိုကောင်းတယ်ပေါ့နော်ဒါပေမဲ့လည်း အော်ကျွန်စုဂိုးရီလိုကိုထင်လိုက်တာဒါပေမဲ့စပါကူရမအကောင်းဆုံးကောက်ွယ်ပုတ်ထုတ်သွားခဲ့တဲ့အတွက်ချက်စီတင်းနေနဲ့ဒါပထမပိုင်းတစ်ပိုင်းလုံးမှာကစားပုံကောင်းမွန်ခဲ့ပြီမဲ့ဥဆောင်ကိုရရှိခဲ့ခြင်းတော့မရှိဘူးပေါ့နော်ဒါပေမဲ့လည်းဒုတိယပိုင်းရောက်မှာတော့ဥဆောင်ကိုရရှိဖို့အတွက်9မိနစ်ပဲစောင့်လိုက်ရလို့ပြောလို့ရတယ်ပေါ့နော်မိနစ်90မှာဆိုလို့ရှိရင်ဒီဘက်ကကူပါမားရဲ့ဒီတက်လှပတဲ့ဖြတ်တင်ပွဲကနေတဆင့်ကျတော့အန်ဆိုဖာနန်တက်ကခေါင်းတိုက်ပြီးတော့ဒီယာရီမှာသူ့ရဲ့ပရီးမီးယားလိ9ဂိုးမြောက်တွင်းကိုအဖြစ်တွင်းယူပေးခဲ့ရပဲပေါ့နော်ဒီဂိုးမှာဆိုလို့ရှိရင်ကျတော့ ကိုပါမရဲ့ဖြတ်တင်ပေါ်ကလည်းလုံးဝတေတက်လှပပြီးတော့ကျွန်တော်လုံးဝပြီးပြည့်စုံတဲ့အာကန်တင်ချက်ဖြစ်ခဲ့လို့အန်ဇိုဖာနန်ဒက်ရဲ့ချိန်နှားကိုက်အာ area လေးကိုပြေးဝင်သွားခဲ့မှုကလည်းလုံးဝဟို completely ဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါကိုပါမခေါင်းမော်တင်ပြလိုက်တယ်ဒီ အန်ဆိုဖာနန်တက်ကအေရီယာထဲဝင်သွားပြီးတော့ခေါင်းတိုက်တွင်းသွားခဲ့ပေါ့နော်အဲ့တော့1-0ဆိုရရလက်နဲ့ချက်စီတင်ကဥဆောင်သွားခဲ့တယ်အဲ့ဒီအချိန်ထိပေါ့နော်ကျွန်တော်တို့စပါတင်ဘက်ကနေပြီးတော့ဂိုးဘောက်ကန်ဂိုးဘောက်တဲ့ကန်ချက်မျိုးကိုဒါကန်တွင်းနိုင်တာမျိုးမရှိသေးဘူးပေါ့နော်66မိနစ်ရောက်မှာတော့ဒါဗန်ဒီပင်ရဲ့အပြောတဲ့ကန်ချက်တစ်ခုပဲဂိုးဘောက်စတဲ့ခဲ့ပေါ့နော်ဒါပေမဲ့ဒီဂိုးကအပြော့နည်းနည်းလေးပြော့နေတဲ့အတွက်အဲဆန်ချက်စီကိုပဲရောက်သွားခဲ့တယ်ပေါ့နော် တော့နောက်ထပ်3မိနစ်အကြာမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့စပါတင်ကဂိုးတကူရခဲ့ပါတော့ဒါပါပီစာရဲ့အဝေးကန်ချက်နဲ့အတူကျွန်တော်တို့ချီပါကိုပြန်တွင်းပေးခဲ့ပါတော့ဒါပေမဲ့လည်းတိုင်လူကြီးကခွင့်ပြုပေးခဲ့ခြင်းမရှိဘူးဘာလို့လဲဆိုတော့ဘွေးရပြန်စစ်လိုက်တဲ့အချိန်မှာဆိုလို့ရှိရင်တော့ဒါစပါတင်ရဲ့ပါပီစာကဒီဂိုးကိုမတွင်းယူခင်အချိန်မှာကိုင်စီတိုကိုဖောင်းလုပ်ခဲ့တယ်ဆိုပြီးတော့တွေ့ရှိခဲ့တဲ့အတွက်ကျွန်တော်ဒီဂိုးကိုပယ်ဖျက်ခဲ့တာပဲဖြစ်တယ်ဗျအဲ့တော့စပါတင်နေနဲ့ကျွန်တော်တို့ဒါအချိန်ပို12မိနစ်မှာပေါ့နော်ကျွန်တော်တို့ဆွန်ဟောင်းမေမိုဝါထည့်ပြီးတော့တိုက်စစ်ကို ြင့်တင်ခဲ့ပြီးမြေဆွန်အောင်မင်းရဲ့စူးစမ်းအထောက်မှုကလည်းပေါ့နော်ဒီဘက်ကဆိုလန်ကီကညွှန်ပြချက်တင်ပေါ်ပေးလိုက်တယ်ဒါပေမဲ့ဆွန်အောင်မင်းက ဒီ short တိုက်ပြီးတော့ goal ပိတ်တွင်းခဲ့ပြီမဲ့ဒါ Sanchez ကပဲကာကွယ်သွားခဲ့တဲ့အတွက် Chipa ကတော့ရရှိခဲ့ခြင်းမရှိဘူးပေါ့နော်အဲ့တော့ဝမ်ဇီဆိုရဲရရနေပဲ Chelsea တင်းကအနိုင်ရရှိသွားခဲ့ပေါ့နော်အဲ့တော့တပွဲလုံးအနေထားခြုံပြီးကြည့်ရမယ်ဆိုတော့ Spartan က Postigo Glue ရဲ့လက်အောက်မှာတော်တော်ကြီးကိုအခြေအနေဆိုးရွားနေတာဗျတို့ဒီရှုံးပွဲကြောင့်တန်းစင်းစုံနဲ့ပို့ပြီးတော့နီးကပ်သွားခဲ့တယ်လို့ဒါ Postigo Glue ရဲ့လက်အောက်မှာ Chelsea တင်းရဲ့ Premier League မှာ၄ချိန်တွေ့တယ်၄ချိန်လုံးရှုံးနေဆိုတဲ့ရက်လက်ကြီးက Spartan fan တွေတော့လက်မခံနိုင်စရာရက်လက်တစ်ခုပဲလို့ပြောလို့ရတယ်ပေါ့ ေါ့နော်အဲ့တော့ဒီຢာဒီမှာပြတ်တက်နေတဲ့စပါတင်ဆွမ်းဆောင်ရည်ကြောင့်ပဲကျွန်တော်ပိုစတီကိုဂလူးကကျွန်တော်လာမဲ့ຢာဒီမှာကျွန်တော်မရှိဖို့မြင်ရတယ်ပေါ့နော်ဒါတန်းဆင်းဆုံးနဲ့လည်းနီကက်နေဆိုတဲ့အနေထားတစ်ခုကလာမဲ့ຢာဒီမှာဒီနီးပြောက်ထုတ်ပြီးတော့စပါတင်နေနဲ့နီးပြတ်တယောက်ထက်ခတ်အံ့ဖို့ကျွန်တော်တို့တေချာတော့ရှိနေလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ချက်စီတင်ကတော့ဒီနိုင်ပွဲကြောင့်ပဲကျွန်တော်တို့ပရီးမီးယားလိရဲ့အဆင့်၄တဲ့ကိုပြန်လည်ဝင်ရောက်လာခဲ့ပြီးဖြစ်ပြီးတော့ ကျွန်တော်တို့ Champion League ဝင်ခွင့်တနေရစားအတွက်ကတော့တို့တို့နေနဲ့အခြေအနေကောင်းနေပြီလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ Chelsea တင်းက Champion League ဝင်ခွင့်အတွက် Top 4ကိုပြန်ဝင်ရောက်လာခဲ့ပြီ Spa တင်းကတော့တန်းစင်စုံနဲ့ပုံမူနီးကပ်သွားပြီဆိုတဲ့အကြောင်းတက်ဆက်လိုက်ရင်ကျွန်တော်နေနဲ့ Spa တင်းနဲ့ Chelsea တင်းတို့ရဲ့ပွဲပြီးတော့တစ်ချက်ကလေးကိုတက်ဆက်ပေးလိုက်ရအောင်ဗျအားလုံးကျေးဇူးတင်ပါတယ်